နှစ်ကြိမ်တိတိအလိန်ခံရဂျုံတဲ့သူကဂျုံတို့လိုဝင်ရိုက်ခံနေရတဲ့ရိုက်ဖားဘဝကနေပြီးတော့ဒေါ်လာတန်း100ကျော်ချမ်းသာလာခဲ့မန်နီကော့ရှင်ကြောင့်မန်နီကော့ရှင်တယောက်ကြောထောင်နောက်ကဘာစိုးဘာမရှိတဲ့အခြေအနေကနေပြီးတော့ဒေါ်လာတန်း100ကျော်ဘလို့ရှာတော့ရလဲနောက်ပြီးတော့ဘလို့မလုံးနေနောက်ကိုမျက်စိမိတ်နားပိတ်ပြီးလိုက်သွားလို့နှစ်ကြိမ်တိတိအလိန်ခံရပြီးတော့ရှိသမျှပြောင်းတော့ရလဲ ဘယ်ဘက်ဖီးရေမှာဘလို့ပုံစံတွေဘလို့ strategy move တွေနဲ့ဝင်ရွှေ့ရင်းနဲ့ဆရာကြီးဖြစ်လာလဲဒါရေအကုန်လုံးဒီနေ့ဗီဒီယိုမှာအသေးစိတ်ရှင်းပြပြောပြသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆရာကြီး YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဆရာကြီးဆရာကြီးဘလို့ပြလာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel ကနေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေနေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဘုသူတာတိုးသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါ Okay so January သိသိမသွားခင် Money Crush ရဲ့ငွေပေါ်အရင်သွားလိုက်အောင် မနီခေါ်ရှင်ကို1990ခုနှစ်အရန်မှာမွေးခဲ့တယ်အဲ့ဒီအချိန်မှာတော့ Aaron နဲ့ Israel တော်တော်လေးကိုဟိုဘက်ဒီဘက်အပြန်အလှန်ကြုံနေကြတာဆိုတော့သူတို့မိသားစုအနေနဲ့အဲ့မှာနေထိုင်ပြီးတော့စားရတော့လောက်ရခိုင်းတာမလွယ်ဘူးတော်တော်ခက်တယ်ဒီလိုပဲသူတို့ကြည့်ကြပြီးတော့ adapt လောက်ရ survive လောက်ရတယ်ဒီလိုနေလာရင်းကနေပြီးတော့ many caution အသက်၁၄နှစ်သားအရောက်မှာတော့သူတို့အနေနဲ့ Aaron မှာဆက်နေလို့ဘလို့မှအဆင်မပြေတော့တဲ့အခြေအနေတစ်ခုဖြစ်လာတယ်အဲ့တို့မှရှိသမျှ saving နေဖြစ်ညထုတ်ပြီးတော့ကြတော့ US ဘက်ကိုပဲတမိသားစုလုံးထွက်ပြေးလာတယ်။ဆိုတော့ကျွန်တော်ပြောအဲ့အချိန်မှာတို့မှမြန်မြန်ဆန်ဆန်ရှေ့လျှောက်အတွက် plan ပါညာလည်းမရှိဘူးဗျာ။အဲ့တော့ဘာလုပ်ရလဲဆိုတော့တမိသားစုလုံးက စားဝယ်နေရေးနဲ့တခြား trace အဆင်ပြေအောင်ရသမျှလို့အကုန်ပတ်လိုရတယ်အဖေအမေဆိုလည်းအဲသူကသူနေဆိုင်နေဆင်းနေညတိုင်းနေဆင်းနေရသမျှလို့အကုန်လုပ်တယ်နောက်တစ်ခါတစ်ဖက်က money coach မျိုးကြည့်မယ်ဆိုရင်အသက်က16နှစ်သားပဲရှိသေးရဗျဆိုတော့သူကသူတစ်ဖက်ကကြောင်းတက်ရတာရှိတယ်အဲသူကြောင်းတက်ရင်တစ်ဖက်ကနေပြီးတော့ကြောင်းချိန်ပြီးသွားတယ်သူကလည်းတနိုင်တစ်ပိုင်းသူ့လို့သူလို့ရတယ်ဆိုတော့သူ resetter ရောရှင်းပါကျွန်တော်တို့ဒီအတန်ရှင်းလို့တာတို့ဒါမှမဟုတ်ရင် supermarket တွေမှာဟိုလိုက်ပြီးတွန်းတဲ့ shopping cart လေးရှိအဲ့ဒါလေးလိုက်သိမ်းတာတို့ရတဲ့ပစံတော့တစ်ဘဲနှစ်ပြားပေါ့ဒါပေမဲ့ဘာပဲပြောသူတို့အတွက် တစ်ဖက်တစ်လမ်းအပိုးဝင်ငွေသူရှာပေးနေတယ်ဆိုပြီးရပဲသူကလုံနေတယ်။ဒီကရတဲ့ပတ်စံအားလုံးနှီးပါးကိုလည်းသူကသူ့မိသားစုအတွက်ကိုပြန်ပေးတယ်။ဒီထက်ကနေမှသူ amount တစ်ခုဖယ်ထားပြီးတော့ကြတော့အဲသူကသူတသက်ဆုထားလေးရောရှိတယ်။အဲ့လိုနေပဲနေလာရင်းကနေပြီးတော့ money cash win အသက် session နေတာအရောက်မှာကြတော့အဲသူအထက်တန်းပြီးသွားတယ်။ပြီးသွားတဲ့အခါမှာသူကနေပြီးတော့တက်ကတူဆက်မတက်ဖို့ပဲရွေးလိုက်တယ်။ဘာလို့ဆိုကျွန်တော်ပြောတာတက်မယ်ဆိုရင်ကသူတို့ဆိုင်ဆိုင်ပတ်စံ amount တစ်ခုကထက်ကုန်မယ်ဗျာ။ဒါအတွက်သူမှသုံးရင်းနဲ့ intention မရှိသူတို့ဒီအတွက်အင်အားလည်းမရှိဘူး။ နောက်ပြီးတော့ scholar wise ရှောက်ပြီးတော့ကျောင်းဆက်တက်အောင်လေသူကအဲ့လောက်လေဒီပညာရေးဘက်မှာကျ bright မဖြစ်ဘူးပြတ်ဆိုတော့ကျတော့သူအထက်တန်းအောင်ပြီးသွားတဲ့အခါမှာတက်ကတော်ဆက်မတက်တော့ဘူးမတက်တော့ဘဲနဲ့သူအပြင်လှုပ်လှုပ်ဖို့ပဲယူလိုက်တယ်ဆိုတော့အဲ့အချိန်မှာသူလက်ထဲမှာသူရှေ့မှာအလောက်က၄နှစ်လောက်လှုပ်ပြီးစုခဲ့တာဆိုတော့လက်ထဲမှာပတ်စံ၄နှစ်နဲ့တော့ရှိမှာပြအများကြီးတော့မဟုတ်ကျွန်တော်ပြောဒေါ်လာတစ်ထောင်နဲ့နီးနှစ်ထောင်နဲ့နီးဒီလိုမျိုးပေါ့ဆိုတော့ဒီပတ်စံ၄နှစ်နဲ့သူကဘာလှုပ်ချင်လဲဆိုတော့ retail franchise site design ပွင့်ရတာဒီဟာကကျတော့ဗျာဘယ်အနေနဲ့အလားတန်တူလဲဆိုတော့ကျွန်တော်ရှေ့မှာလှုပ်ပေးခဲ့တဲ့ video တစ်ပုဒ်ရှိတယ် Walmart founder Sam Walton စဖွင့်ခဲ့တဲ့ဆိုင်ပုံစံမျိုးတွေတေးသေးလေးပဲအဲ့တော့မှသူ franchise နိုင်စင်လို့ရတယ်အထဲမှာသူတို့ရောင်းတဲ့ပစ္စည်းပါညာရှိမှာဒါမျိုးပေါ့အဲ့ရအတွက်ကိုသူကနေပြီးလိုက်ရှာရင်ရှာရင်လည်းသူဘဲတဝင်နဲ့သွားတွေ့တွေ့တဲ့အခါမှာဒီဘဲကနေပြီးသူ့ကိုစီနာရေစီကမ်းမျိုးလိုက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကြတော့ ပုံမှန်ဆိုရင်ကျွန်တော်တို့ franchise license ရှောက်ရမယ်ဗျာပြီးတော့မှဒီခမရဆိုင်ထဲမှာထည့်ရောက်မှုအတွက်ပစ္စည်းတွေဆိုင်ရဆိုင်ရ department တွေလာချပေးမယ်ဆိုင်ရဆိုင်ရ company တွေလာချပေးမယ်ဒါမျိုးရှိတယ်အဲ့တော့ဒီလိုကသူ့ကိုဘာလုပ်လဲဆိုတော့ပတ်စံမသွင်းရသေးခင်မှာရင်သူဆိုင်ထဲမှာထည့်ရောက်မယ်ပစ္စည်း20%လောက်ကို auto ချပေးတာကျွန်တော်ပြောအဲ့ချိန် money coach မင်းကငယ်တဲ့ငယ်သေးရအသက်ကဘယ်လောက်ရှိမျိုး18 19ဗျာပြီးတော့ခေါင်းကလည်းအများကြီးရှေးဝေးမတွေ့နိုင်သေးဘူးသူတွေ့ရတော့သူတို့ဒီလူနဲ့တွေ့ရတာအရှင်ပြေတယ်သူတွဲလောက်ရမယ် business partner ရပြီဘာညာဆိုပြီးတော့အဲ့ဆိုတော့ဒီဘဲတောင်းတဲ့ franchise license မျိုးရှိသမျှသူစုထားသမျှ saving အလုံးကိုသူ့လက်ထက်ထည့်ပေးလိုက်တယ် အဲ့လိုနဲ့ပဲတကယ်တကယ် franchise license ချပေးရမယ်ရက်ရောက်ပြီကျန်တဲ့ပစ္စည်းတွေပေးရမယ်ရက်ရောက်ပြီဆိုတော့မှဒီလူဘက်ကနေပြီးတော့ဆာမပြန်အကြောင်းမကြားလုတ်သွားတဲ့အချိန်မှသာ many question ကသူ့ကိုဒီလူလိန်သွားမှန်းဒီလူက scam မှန်းမှန်းသူသဘောပေါက်တာကျွန်တော်ပြောရှိသမျှပြောင်းသွားပြီဆိုရင် many question အနေနဲ့လုတ်လို့ရတဲ့ option များများဆက်မရှိဘူးဒီကျွန်တော်ပြောတာသူ့လိုအပ်ချက်အစိုးရကသူနဲ့အလုပ်တွေလုပ်မဲ့လူရဲ့ background check လုပ်ရမယ် သူပြောတဲ့ offer ကိုကိုကသဘောကျရဲဆိုတော့ねချက်ချင်းချင်းမျက်စိစုံမဲ့ပြီးပိတ်ယုံလို့မှမရတော့ဘူးဆိုတော့ကျွန်တော်ပြောတဲ့ဒီ point မှာ money crush ဖြစ်နေတဲ့ကရှေ့ဆက်သွားဖို့ကလွယ်ပြီးသူမှတခြား option မရှိဘူးနောက်ကလည်းပြန်လှည့်လို့မရတော့ပြီးရပြီးသွားပြီအဲသူလုံးဆရာရှိရဲ့လုံးမှန်တယ်များပြန်ပတ်လို့ရတယ်ရသမျှပတ်စံပြန်ပတ်စုတယ်ဒီလိုပုံစံနဲ့နောက်ထပ်၄နှစ်လောက်ကြုံပြီးနောက်မှာသူ့လက်ထက်မှာအမောင်လေးတစ်ခုနည်းနည်းပြန်စုမိလာတယ်ဒီလိုနဲ့နေလာရင်ကနေ money crush ရတဲ့ရမှာတွားရင်လာရင်ね ဓာတ်စီဆိုင်အဟောင်းလေးဒီဇိုင်းကိုတော့တွေ့ရဆိုတော့ဒီဇိုင်းကပိတ်ထားတော့ကြာပြီဗျာဆိုတော့သင်းလာတယ်ဒါလေးကြည့်ပြီသူဒီကောင်ရီနိုဗေးပြန်လုပ်ပြီးတော့သူပြန်ရဲနေတယ်ပြန်ဖွင့်နေတယ်သူ try နေတယ်ဒီဘက်မှာသူဘယ်လောက်ထိအဆင်ပြေနိုင်လဲဒီဘက်ကနေ experience သူဘယ်လောက်ယူလို့ရလဲစသဖြင့်ဒါမျိုးလှုပ်ကြည့်နေတယ်ဆိုတော့အဲ့လိုစဉ်းစားနေရမှာသူကဒီဇိုင်းနဲ့မလန်မကန်းမှာအရင်ဆိုင်ပိုင်ရှင်အဟောင်းလိုထင်ရတဲ့ဒူတွေကိုဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်တို့ email address တို့ထည့်ပေးတာသူတွေ့ရအခုလိုမျိုး manicure ရှင်လိုမျိုးသူတို့ဆိုင်ကိုပြန်ဝယ်မဲ့ဆိုင်ပိုင်ရှင်အစ်စ်အနေနဲ့က ဘာမှမမြင်ရဆဆအားဆိုင်စရာမလိုအောင်တို့ဘက်ကနေပြီးတော့ဒီ gas ရောင်းမှုအတွက် permit တွေနောက်တစ်ခါဒါအတွက်လိုအပ်တဲ့ license တွေနောက်တစ်ခါဒါအတွက်လိုအပ်တဲ့လမ်းကြောင်းတွေအဝင်ထွက်တွေအကုန်လုံးကိုသူ့လက်ထက်ကိုချပေးမယ်အကြောင်းအကုန်လုံးကိုသူ့လက်ထက်ကိုအပီးစီးထည့်ပေးမယ်အကြောင်းနဲ့ manufacturing တို့ patient လုပ်တယ်အချုပ်ပြောရရင်တော့ many ကအရန်သဘောကျသွားတယ်ကျသွားပြီးသူမြင်တာဒီအခွင့်အရေးရသူ့အတွက်နှစ်ခါပြန်ပြန်နိုင်တဲ့အခွင့်အရေးအရန်ကောင်းတယ်ဘာညာဆိုပြီးတော့သူဆုံးမဲ့ရချလိုက်တယ်သူပိုင်းရှင်နဲ့တွေ့ကြည့်မယ်တွေ့ပြီးတော့ဈေးညှိမယ်ညှိတော့မှအဆင်ပြေတယ်သူ့လက်ထက်ရှိရအမောင်းနဲ့အဆင်ပြေတယ်ဆိုရင် သူကငွေချေလိုက်တော့မှအကြီးဒါပေမဲ့တခုစားတာကသူတို့နှစ်ယောက်တွေးကြတဲ့အချိန်မှာဟိုဘက်ကပိုင်ရှင်အဟောင်းလို့သူတို့ကသူတို့ claim လုပ်ထားတဲ့ကောင်တွေကအဲသူတို့ရဲ့ရုံးငန်းကိုခေါ်ရလဲမရှိသူတို့သူတို့ trace ပြန်လိုက်လို့ရမယ်နေရာကိုခေါ်ရမျိုးလည်းမရှိဘူးသူတို့ chain နဲ့ကိစ္စအကြတော့သူတို့အပြင်မှာတခြားလုပ်ကိစ္စရှိလို့တခါလဲလမ်းကြုံတွေ့အောင်ဆိုပြီးတော့ public restaurant တခုခုမှာခေါ်ရဲဆိုလို့ကျွန်တော်စားသောက်ဆိုင်မှာ chain နေပြဆားသောက်ဆိုင်မှာသူတို့တွေ့နေတယ် ဆိုင်ရဆိုင်ရစကားပြောရဆိုင်ရဆိုင်ရကိစ္စတွေဒီယူတွေလုပ်တယ်အဲ့မှာမန်နီခေါ်ရှင်ကသူကြိုက်တဲ့ဈေးနဲ့သူ့လက်ထက်ရှိရပတ်စံနဲ့ကြိုက်တဲ့ဈေးတစ်ခုဟိုကောင်တွေဘက်ကဆင်ပြီးညှိပေးတဲ့အခါကျတော့ तू ကအများကြီးစဉ်းစားမနေတော့တခါတည်းပဲငွေကြီးချေးလိုက်တယ်ဒီတစ်ချိန်မှာလဲသူနဲ့တစ်ဖက်ကဒီလုပ်တဲ့ counter party ကောင်တွေကအမှန်ကန်မဟုတ်စကမ်ပါတယ်သူတို့ကအခုလိုမျိုးပိုင်ရှင်ရောင်ဆောင်ပြီးတော့ဂျင်းလိုက်တဲ့အနေနဲ့ အခု money cashment လိုမျိုး menu မနက်ကောင်းလေးကိုလိုက်ပြီးတော့ဖားရိုင်နေရဗျာဆိုတော့ရှင်းရှင်းပြောရမယ်ဆိုတော့ money cashment ကဒီတစ်ခေါက်မှလည်းရှင်းသမျှပုံစံပြောင်းသွားတယ်ဆိုတော့ဒီလိုပုံစံနဲ့ပဲနှစ်ချိန်တည်းအလိန်ခံနှစ်ချိန်တည်းအရိုက်ခံပြီးတော့နောက်မှတော့ money ကဘလို့ဖြစ်သွားလဲဆိုတော့ကျတော့သူကတစ်ခုခုဆိုရင်အဲသူလုံးဝ100%သူနဲ့ deal လုပ်မဲ့ကောင်ရဲ့ background check လုပ်တယ်ပြီး information ယူရရှိရယူတယ်နောက်ပြီးတော့ကျတော့တစ်ခုခုသူဝင်ကျုံးမယ်ဆိုသူကျုံးမယ် fee နဲ့ပတ်သက်လို့သူကအကုန်လုံး100%နားလည်အောင်လုပ်တယ် ပြီးတော့ကျွန်တော်ဆိုင်ရဆိုင်ရကိစ္စတွေ risk tolerance နေသူတို့ contingency plan နေ backup plan နေအကုန်လုံးရအောင်ရှင်ပြီးတော့မှဝင်ကျုံးမဲ့လူတယောက်အဖြစ်ကိုပြောင်းသွားတယ်။ဆိုတော့ရှင်းရှင်းပြောရအောင်နော်အခုလိုမျိုးသူ့ကိုရှင်းရပြမယ့်ကောင်းတွေလိုတယ်။အဲ့ဒါမှသူ့အတွက်နောက်ထပ်ထပ်လာမယ့် phase တစ်ခုအတွက်ကသူက character development ဖြစ်မှာ။အဲ့ဒါခဏနေမိတ်ဆွေတို့နားလည်သွားလိမ့်မယ်။ဆိုတော့အချုပ်ပြောရမယ်ဆိုရင်တော့ manufacturing ကဒီလိုပုံစံနဲ့ပဲနှစ်ခါတိတိအလိန်ခံနှစ်ခါတိအရိုက်ခံလာရတယ်။တော့တစ်ခုရှိတာကသူဒီလောက်ထိတိုင်ပြောင်းနေတဲ့တောင်သူကသူ့ရဲ့အဓိကအိမ်မက်ကိုတော့အခုချိန်ကြီးလွတ်မချအောင်။ဘယ်လိုလဲဆိုတော့သူတို့ရဲ့ရှင်းရှင်းလေးပဲ။သူအလုပ်တွေပတ်လုံးမယ်။ ူရသမျှပတ်စံအကုန်စုမယ်ဆိုပြီးရင်နောက်ထပ် fee တစ်ခုသူရှာပြီးတော့ဒီထဲ100% all in ဝင်ကြုံမယ်100% all in ဝင်ရိုက်မယ်အခုဒီတော့ဒီတိုင်းမှတွေ့အောင်အဲ့လိုမျိုးဆိုတော့သူကနေပြီးတော့နောက်ထပ်အလုပ်တွေပတ်ရှာရင်းနဲ့ ကာဒီလရှိတဲ့ခုမှာ salesman အနေနဲ့လုပ်ရတယ်။ဆိုတော့အဲ့မှာ तू လုပ်နေတဲ့သွားပြီးတတိထားမိတဲ့ခုကကြတော့သူတို့ showroom လာဝဲတွေထဲမှာအများစုက real estate feedback ကသူတွေများတယ်။ဆိုတော့ तू အလုပ်ချိန်နားပြီဆိုတာနဲ့ဘာတွေရှားကြည့်လဲဆိုတော့ real estate နဲ့ပတ်သက်တဲ့ကိစ္စတွေရှားတယ်။ဒီမှာကျွန်တော်တို့ဒီ bank ငွေစီရနေပတ်စံဘယ်လိုချီးလို့ရလဲ။ loan ဘယ်နှမျိုးရှိမလဲ။နောက်ပြီးတော့ဘယ်လိုပုံစံနဲ့ဒီ तू ဝယ်ထား property renovate ပြန်လုပ်လို့ရလဲ။ဘာညာစသဖြင့်ဒါမျိုးအင်ချင်မြင်းနဲ့ပတ်သက်တာမှန်သမျှအားလုံးသူလေးလာလို့ရနိုင်တဲ့နေရာမှန်သမျှအကုန်ပတ်လေးလာတယ်။ဆိုတော့အဲ့မှာသူသဘောကြဆုံးတစ်ခုကကြတော့ ဒီဘက်ဖီးမှာသူနဲ့အလုပ်တွဲလုပ်ရတဲ့သူကရှင်းရှင်းပြောရင် bank ကြီးဗျာသူက bank ကြီးစီကနေပတ်စံချီးရဲအချိန်တိုင်း amount တစ်ခုသူအတိုးပြန်ပေးရအရင်ပြန်ဆက်မယ်ဒါမျိုးကိုဆိုတော့ဒီလိုဆိုတဲ့အခါမှာသူ့ကို counter party ဖြစ်တဲ့ bank ဘက်ကနေပြီးတော့ scam စရာမရှိဘူးဗျာသူ့ကိုရိုက်စရာလည်းမရှိဘူးကျွန်တော်ပြောသူ့ဘက်ကပေးတဲ့အရှိရာတစ်ခုပေးရသူ့ဘက်က ဘောင်ထဲကနေပလေးရဲဆိုတာနဲ့အားလုံးအဆင်ပြေတယ်နောက်တစ်ခါ Many Crush ရဲ့လက်ရှိအလုပ်က salesman ဖြစ်တဲ့အတွက်သူအကျွမ်းဆုံးပိုင်းကလူတွေနဲ့စကားပြောရတာလူတွေနဲ့ဆက်ဆံတာ negotiate လုပ်တာဒါတွေသူကျွမ်းတယ်ဆိုတော့သူစဉ်းစားတာ disk case set တွေကိုဒါသူ့အနေနဲ့ real estate fee မှာသွားပြီးအသုံးချနိုင်မယ်ဆိုသူတို့အများကြီးကြိုးရှိနိုင်တယ်အချုပ်ပြောရမယ်ဆိုတော့ဒီ check တွေကြောင့်မယ် Many Crush ကနေပြီးတော့အဲသူနောက်ထပ်100% all in ဝင်ကြုံးမဲ့ fee သူစက်ရောကိုကနှစ်ပြီး100%ဝင်ရုံးပဲ fee က real estate fee ပဲဆိုတော့သူလက်ခံလိုက်ပြီးတော့ဒီထဲကိုဝယ်ဝင်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်။ဒါပေမဲ့သူ့အနေနဲ့ကဒီထဲကိုမျက်စိစုံမိပြီးခြေစုံပြစ်မဝင်ဘူးကျွန်တော်ပြောတာသူလက်ရှိအလုပ်ဖြစ်တဲ့ car showroom က salesman အလုပ်ရှိတယ်။အဲ့ကောင်လည်းလုပ်တယ်။ဒီကောင်လုပ်ပြီးအားတဲ့ချိန်တွေမှာသူကနေပြီးတော့ site ဆက်ဆက်ထက်လို့လို့ရအောင်ဆိုတော့ real estate broker license ရှောက်ပြီးတော့ကြပွဲစားလိုက်လုပ်တယ်။ဆိုင်ရာဆိုင်ရာ deal တွေ close တယ်။ရသမျှ experience ယူတယ်။အခုလိုမျိုးနေလာရဲနဲ့ကာလတစ်ခုကြာလာတဲ့အခါမှာသူ့လက်ထက်မှာပမာဏတစ်ခုလည်းစုမိပြီ။ နောက်တစ်ခါဒီဘက် real estate fee မှာသူကိုယ်တိုင်တတိပုဂ္ဂလဝင်ကြုံးမှုအတွက် experience တွေပြည့်စုံမလို့သူယူဆတဲ့အချိန်မှာသူကနေပြီး undervalue property တစ်ခုရှာပြီးတော့ဒီဟာကိုပြုတ်ဝဲဆိုတော့ဒီနေရာမှာ home loan နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြေတဝန်းထက်ရှင်းပြမနေတော့ဘာလို့ဆိုရှေ့မှာလဲကျွန်တော်ဒါနဲ့ပတ်သက်လို့ပြီးတော့နှစ်ပုတ်လောက်ပြခဲ့ပြီးဆိုတော့ major အနေနဲ့ကတော်တော်လေးတိမိခောင်းပြီးဖြစ်ပြီးတော့ကျွန်တော်ယူဆတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘာသေးသေးထက်ရှင်းပြမလဲဘာဆွေးနွေးသွားမလဲဆိုရင်ကျွန်တော် manufacturing real estate fee ဝင်တဲ့အချိန်မှာတူသုံးသွားတဲ့ strategy ကိုကျွန်တော်တို့အဓိကပြောမယ် Many Cushman ကဘယ်လိုမျိုး property အဓိက target ထားလဲဆိုရင် လူတော်တော်များများကကြီးလိုက်လို့ရှင်အော်ဒါကြီးရောမိုက်ပါဘူးမကြိုက်ပါဘူးဆိုတဲ့ဟာမျိုးတွေကျွန်တော်ပြောချင်တာတကယ်တကယ်မှာ deep down မှာဒီကောင်တွေမှာ real value ရှိတယ်ဒါပေမဲ့တို့ရောကျွန်တော်ကနည်းနည်းလေးပြန်ပြီးတော့ renovate လုပ်ဖို့လိုတယ်နယ်လေးပြန်ပြီး shine ဖို့လိုတယ်ဒါမျိုးပေါ့ဒါမျိုးကိစ္စတွေသူက target ထားတယ်ဆိုတော့အချုပ်ပြောရမယ်ဆိုတော့ under value property တွေနောက်ပြီးတော့ကျွန်တော်အချက်ချာကြတဲ့နေရာမှာရှိတယ်ဆိုပေမဲ့ pension တွေအသုံးမချက် manager တွေအသုံးမချက် management မကောင်းလို့တိုင်ပြောက်ပြီးအရှုံးပေါ်နေတဲ့လုပ်ငန်းတွေ နောက်တစ်ခါအကျွေးပြန်မဆန်းနိုင်လို့ဘန်နေဘက်ကနေပြီးတော့ light သိမ်းထားတဲ့အိမ်ကြီးခြံနေဒါမျိုးတွေသူကလိုက်ရှာတယ်လိုက်ရှာပြီးသူစိတ်ကြိုက်ရွေးဝယ်တယ်ဆိုတော့သူဝယ်ပြီးတော့ပြီဆိုတဲ့ချိန်မှာသူကနေပြီးတော့စောနာအိမ်နေတိုင်းပြောင်းနေတဲ့လုပ်ငန်းတွေတော့သူကပတ်စံပြည်ရင်တယ် invest လုပ်တယ် renovate ပြန်လုပ်တယ်နောက်ပြီးစောနာ management မကောင်းတဲ့လုပ်ငန်းတွေဆိုရင်လည်းအားနည်းချက်တွေလိုက်ပြန်တယ်နောက်ပြီးတော့လုံးဝ rebrand ပြန်လုပ်တယ်ဆိုတော့ဒီလိုလုပ်ပြီးတော့တဲ့အခါမှာဒီ property ဒီလုပ်ငန်းတွေကနေပြီးတော့ income တွေပြန်ပြီး generate လုပ်လာတယ်ဆိုတော့ကျွန်တော်ကျွန်တော်အိမ်နေခြံနေဆိုဈေးတွေတက်သွားမယ်ပြီးရင်စောနာတိုင်ပတ်နေတဲ့လုပ်ငန်းတွေဆိုရင် ပြန်ပြီးတော့ cash flow လည်လာမယ်ပြန်ပြီးတော့ monthly profit တွေထွက်လာမယ်ဒီလိုထွက်လာပြီဆိုတဲ့အခါမှာသူက bank နေနဲ့သွားညီပြီးတော့ကြတော့ဒီဘောကနေပြီးပတ်စံထက်ကြီးတယ်ဒါက refinance လုပ်တဲ့ခေါ်မှာပေါ့ကျွန်တော်ရှေ့မှာလဲ refinance နဲ့ပတ်သက်ပြီးရှင်းပြခဲ့ပြီးသားဆိုတော့ထပ်မပြောတော့ဘူး money cash flow ရဲ့ strategy ကလွယ်အောင်ပြောရရင်တော့သူက team မထိုးဘူးယာတေချာတာကိုပဲဝယ်ပြီးတော့ profit တန်းထုတ်တယ်သူကနေပြီးတော့ future မှာနောက်၄၅နှစ်နေမှာသူ့ property ဈေးတက်လာမှာသူအမြတ်ထွက်မယ်ဆိုပြီးမဟုတ်ဘူးသူကလက်ရှိမှာအမြတ်ထုတ်လို့ရမယ့်ကောင်းတွေကိုပဲဝယ်တယ် ဒါကို mace ရောနားရလောင်ကျွန်တော်ဥမာထပ်ပေးပြမယ်ထားပါတော့ mace မှာပတ်စံနေပို့နေသိန်း900လောက်ပို့ရှိတယ်ဆိုတော့ဒီရှိရပတ်စံကိုခင်ဗျားနေရာတနေရာမှာဈေးတက်နိုင်တယ်လို့ထင်တဲ့နေရာမှာခင်ဗျမြေဝဲလိုက်ပြီဆိုတော့ဝယ်ပြီးသွားတဲ့အချိန်မှာဒီမြေဘဝနေပြီးတော့ cash flow trap အောင်ဖြစ်ဖို့ညှက်ဖို့ကိစ္စကိုထားလိုက်အောင်ကျွန်တော်ပြောတာပုံမှန်လူတွေနေနေဆိုရင်ဘာလို့မလဲရှင်းရှင်းလေးပဲဒီမြေကိုဈေးမတက်မချင်းကင်ရမယ် ျွန်တော်9000နဲ့ဝယ်ခဲ့တဲ့ကိစ္စဒီ9000ဖြစ်ပြီ10000ဖြစ်ပြီဆိုတဲ့အခါမှာထုတ်ရအောင်မယ်။ Okay အဆင်ပြေတဲ့လက်ခံဒါပေမဲ့ကျွန်တော်ပြောတာကတခုထည့်စမ်းသားဖို့လိုတာကဆွမ်းနာဈေးကမတက်လာနိုင်ဘူးမပြောတတ်မယ်။ဒါပေမဲ့ဘယ်အချိန်မှတက်မှာလဲ။ကျွန်တော်တို့ဘယ်လောက်ဆောက်အောင်မှာလဲ။ အဲ့ဘာ9နှစ်လား9နှစ်လား10နှစ်လား10နှစ်လားမသိဘူးလေဘယ်သူမှတက်ဒါမျိုး strategy ဒီဘယ်သူတွေအတွက်အဆင်ပြေလဲဘယ်သူတွေအတွက်တင့်တော်လဲဆိုရင်ကျတော့ cash flow ရှိနေပြီသားလူတွေအစကတည်း business နဲ့3-4ခုရှိနေပြီသားလူတွေဝင်ငွေလမ်းကြောင်းအများကြီးရှိပြီသားလူတွေအတွက်ကျအဆင်ပြေပဲဗျာတို့ကတခြား fee ရနေရသမျှဟာတွေအကုန်လုံးဒီဘက် real estate ထဲကို fund နဲ့ပြန်လို့ invest ပြန်လို့ရတယ်ကျွန်တော်ပြော many question တို့လိုမျိုးလူတွေကြည့်လိုက်တို့မှာက income stream ဆိုလို့ဝင်စရာက real estate ဘက်ကပဲရှိတယ်ဆိုတော့ကျ real estate ဘက်ကိုစောနာပြောသလိုရှိသမျှပတ်စံအားလုံးထည့်လိုက်ပြီဗျာ ဒါဆိုနောက်ထပ်ပို့ပြီး real estate ဝယ်ဖို့ဘယ်လိုလုပ်အောင်မလဲသူကနောက်ထပ်10နှစ်ထပ်ဆောင်အောင်မလားအဲ့ဒါကြောင့် money crushing ကနေပြီးအခုသူ့လက်ရှိ strategy ကိုသုံးတာသူကနေပြီးအနာဂတ်မှာဈေးတက်လာနိုင်ခြေရှိရယ်ဆိုရယ်ကိစ္စတွေကို10နှစ်15နှစ်မဆောင်ဘူးဗျာသူလောက်တာရှင်းရှင်းလေးပဲကျွန်တော်ဆုံးတော့ပြောသလို under value property လိုက်ရှာတယ်အရင်တော့ကပိုင်ရှင်တွေသုံးမကြလို့ management မကောင်းလို့တိုင်ပြောင်းနေတဲ့လုပ်ငန်းတွေလိုက်ရှာတယ်ပြီးရနေဒီအားရအောင်လိုအပ်ချက်ပြင်းနေ shrine တွေရှိရ shrine တွေ renovate လုပ်စီရရှိရလုပ်တယ် invest တော့ပြီးသွားတဲ့အခါမှာ ဒီကောင်နေစီးတက်လာပြီဆိုရယ်ဘယ်နေနဲ့ပြန်ပြီး refinance တော့ပြီးတော့ချင်းငွေထပ်ယူတယ်။ပြီးတော့ဒီ account ဆောင်ညာ minority percent တွေကိုပိုက်ပြီးတော့ထုံးစံတိုင်းမဲ့ဒီကိစ္စကို looping ထပ်ပတ်တယ်။နောက်ထပ် property တွေထပ်ဝယ်တယ်။နောက်ထပ်တိုင်ပြောင်းနေတဲ့လုပ်ငန်းတွေထပ်ဝယ်တယ်။ဒီလိုပုံစံနဲ့ပဲဆက်သွားမယ်ဆိုရင်သူကင်ထားတဲ့ real estate portfolio က နှစ်တည်းကြာလေးလေးပို့ပြီးတော့ base တောင်းလာလေးဖြစ်ပြီးတော့နောက်ပိုင်းမှာအရန်လာလာမယ်ကျွန်တော်ရှေ့မှာဘူနေနေပြောထားတဲ့ video ဖြစ်တဲ့ grand cardone strategy နဲ့ကနည်းနည်းလေးသွားရှင်တယ်ဒါပေမဲ့ကျွန်တော်တေချာ comparison လုပ်ကြည့်မယ်ဆိုရင်ကျတော့ cardone strategy ကကျတော့ multi family home တွေဝယ်တယ်ဒီဘဝကနေရတဲ့အိမ်လားကနေတစဉ် cash flow ဆောက်တယ်ဘဏ်ဟိုပေးတဲ့ရှိအကျွေးဒီဘဝကနေရအောင်ခွဲပေးတယ်နောက်ပြောကြတော့ဒီ property ကိုသူကနေပြီးရောင်းဖို့အစီအစဉ်မရှိဘဲနဲ့နှစ်ရှည်လာမြောက်စားကြိုက်ဟိုးထားတယ်။အခု manufacturing ကလည်းမဟုတ်မဟုတ်ဟိုးတယ်။ဒါပေမဲ့ သူကဆောင်းနာပြောသလိုအနာဂတ်မှာဈေးတန်နိုင်ကြီးရှိတယ်မရှိတယ်သူစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာကလက်ရှိမှာသူဝယ်မဲ့ property ရဲ့ under value ဖြစ်နေရမယ်နောက်ပြီးလုပ်ငန်းတွေဆိုရင်လည်းအများကြီးဖြစ်ထွန်းနိုင်ရည်အလားအလာရှိတယ်အများကြီးရွှေ့လို့ရတဲ့ space တွေကျန်နေသေးတယ်ဆိုပေမဲ့အရင်ပိုင်ရှင်တွေလိုအပ်ချက်တွေများတာတွေ management မကောင်းတာတွေကြောင့်တိုင်ပြောင်းနေတဲ့လုပ်ငန်းတွေဖြစ်ရမယ်နောက်တစ်ခါ bank နေဘက်ကနေပြီးအကျွေးနဲ့တင်ထားတဲ့ unit တွေရှိတယ်ဒါရယ်ဆိုလည်းသူလေတံလိုက်ဆွဲလို့ရတာဆိုပေမဲ့စသဖြင့် ဒါမျိုးတွေလုတ်ပြီးတော့ကြတော့မှသူကနေပြီးတော့ဒီ property ကိုဝယ်တာနောက်ပြီးအဓိက quadrant check ကကြတော့ carbon နေကကြတော့ leverage တစုံယူတယ်ကျွန်တော်ဆိုလိုတဲ့သဘောတရားတစ်ခုကကြတော့သူ investor တွေပတ်စံကို origin နဲ့တုံးနေဗျာသူက leverage ကိုလည်းတစုံယူတယ် risk လည်းတစုံယူတယ်အခု money question ကိုကြည့်မယ်ဆိုရင်ကြတော့ investor ပတ်စံမတုံးဘူးတုံးတယ်ဒါပေမဲ့သူ့ပတ်စံနဲ့ရှင်းရလို့ရှင် investor ပတ်စံဆိုတော့သူယူတုံးတာအရင်နေတယ်ဗျာနောက်ပြီးတော့သူ blaze တိုင်း sniper နဲ့သွားတူမယ်ဘယ်လိုလဲဆိုတော့ကြတော့မွှေမို့ရွှေ့ရအတန်တိတ်မထွက်ဘူးအာကာရိုနီကကြတော့ branding အရင်လုပ်တယ်ဗျာသူကကြအတန်အရင်ကျယ်တယ် အဲပြီးတော့ကျတော့သူဝယ်ရ property ဆိုရင်တစ်နှစ်တစ်နှစ်ကိုအများကြီး online ချင်းလဲဝယ်ရရသမျှကောက်တယ်အခု manufacturing မှာကျတော့သူကနေပြီးဆောင်းနေပြီးဆိုလို့ under value ဖြစ်မှရမှာဖြစ်တဲ့အတွက်သူကနေပြီးစိတ်ရှည်လက်ရှည်နဲ့စောင့်တယ်မှာသူတစ်နှစ်လုံးနေမှာသူလုပ်တဲ့ project ကတစ်ခုပဲရှိရင်လည်းရှိမယ်တခါတလေသူကြိုက်တယ်မတွေ့ရင်3လ4နှစ်5နှစ်ဒီတိုင်းပဲသူစောင့်နေအေးစေးအချော်ပြောရမယ်ဆိုရင်တော့ manufacturing တယောက်ဒီလိုပုံစံနဲ့ပဲဇာတ်တိုက်ကျုံရင်းယုံရင်းကနေပြီးတော့လက်ရှိ2025မှာဆိုရင်သူပိုင်တဲ့ real estate company ကနေပြီးတော့ manage လုပ်ပေးနေတဲ့ real estate portfolio ကိုကြည့်မယ်ဆိုရင် ဒေါ်လာ1.3ဘီလီယံကျော်ရှိရည်ဒီအောင်မြင်လာခဲ့တယ်။တခါတစ်ဖက်ကဒူဘိုင်နဲ့ personal network ကိုကြည့်မယ်ဆိုရင်ဒေါ်လာ300ဝန်းကျင်ကြီးချမ်းသာနေပြီ။ဒီဗီဒီယိုကတော့ Many Cashmere တယောက်ကြောထောင်နောက်ကန်ဘာဆိုဘာမရှိဘဝကနေပြီးတော့ဒေါ်လာ300နီးပါးကိုဘလို့ရှာသွားလဲ။နှစ်ခါတည်းတည်းအလိန်ခံပြီးတော့လူတိုင်းကြုံဝင်ကြုံလို့ဝင်ရိုက်နေရိုက်ဖားဘဝကနေပြီးတော့ဒေါ်လာ1ဘီလီယံကျော်တန်တဲ့ real estate empire ကြီးကိုဘလို့ပုံစံနဲ့တည်ဆောင်သွားလဲဆိုတော့အသေးစိတ်ရှင်းပြတော့ပဲဖြစ်ပါတယ်။ခေါလိုမျိုးမေးစရာဘဟုတတလည်းရမယ်။နောက်တစ်ခါအုံနောက်အတွက်လည်းအကျိုးရှိမယ်။ ဘဝတလန်းအတွက်လည်းတစ်ဖက်တလန်းအထောက်အကူပြုပေးမယ် content တွေဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုပြီးအပူမပါရဲဖြစ်ရမယ် live story တွေကိုကျွန်တော်တို့ဆရာကြီး YouTube channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေနေတဲ့ delivery လေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဘုဒ္ဓရာတိုးသွားရဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်ဆုံရပါမယ်